အကြောင်းရှိပဲနဲ့ဘာမှဖြစ်ရုံထုံးစံမရှိကောင်းတာပဲဖြစ်ဖြစ်ဆိုတာပဲဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ဖြစ်ချမ်းသာတာပဲဖြစ်ဖြစ်ပူလောင်တာပဲဖြစ်ဖြစ်ငြိမ်းအေးတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီတရားတွေဟာအကြောင်းမရှိပဲနဲ့မဖြစ်ပါဘူးအကြောင်းရှိလို့ဖြစ်တယ်တပူတယ်လောင်တယ်ဆိုတာလည်းအကြောင်းရှိလို့ပူလောင်တာပူလောင်ခြင်းရဲ့အကြောင်းတရားကိုဘုန်းဘုန်းတို့ဖေးနိုင်မယ်ဆိုလို့ရှင်ဒါငြိမ်းအေးတော့ဟုတ်လားအဲ့ဒါလို့ရှင်ဘာကြောင့်ပူလောင်နေကြရတာလဲဘာကြောင့်မငြိမ်းမအေးဖြစ်နေကြရတာလဲကိုယ့်ရဲ့စိတ်နှလုံးတွေကဟုတ်လား အဲ့လိုအကြောင်းတရားကိုရှာမယ်ဆိုလို့ရှိရင်အပြင်အကြောင်းတရားနဲ့အတွင်းအကြောင်းတရားရေလို့အကြောင်းတရားနှစ်ခုပေါင်းပြီးလို့မငင်းအေးခြင်းဆိုတဲ့သဘောပူလောင်ခြင်းဆိုတဲ့သဘောကဖြစ်လာတာဒီချမ်းသာထောင်းတော့ဘုဖုံတို့ရဲ့စိတ်နှလုံးမှာပူလောင်ခြင်းတွေပင်ပန်းခြင်းတွေဆင်းရဲခြင်းတွေဖြစ်လာတယ်မငင်းအေးခြင်းတွေဖြစ်လာတယ်ဆိုတာအပြင်အကြောင်းတရားရေအတွင်းအကြောင်းတရားရေအကြောင်းတရားနှစ်ခုပေါင်းပြီးလို့ဟုတ်လားအဲ့တော့အပြင်အကြောင်းတရားဆိုတာဘာပြောတာလဲ တခြားနားထောင်တော့ဒီဥစ္စာပဲအပြင်အကြောင်းတရားဆိုတာဘာပြောတာလဲဆိုပျက်စီးခြင်းနေအနေထာယုံနေဒါတွေကိုပြောတာပျက်စီးခြင်းတရားတွေအနေထာယုံနေပိုးပြီးတော့ပုံပုံတို့ရှင်းအောင်ပြောရရင်ကိုမဖြစ်ချင်တာတွေဖြစ်နေတာကိုဖြစ်ချင်တာတွေမဖြစ်ဘဲရှိနေတာအနှစ်ချုပ်ရင်တော့ဒါပါပဲဒါဘယ်ပုံပုံတို့ပိုးပြီးတော့ရှင်းအောင်ပြောမယ်ဆိုရင်အာယုံနေပေါ့အိဋ္ဌာယုံအိဋ္ဌာယုံအိဋ္ဌအာယုံအိဋ္ဌအာယုံအိဋ္ဌဆိုတာ လူချင်းစရာကောင်းတဲ့နှစ်သက်စရာကောင်းတဲ့မျက်နှာစရာကောင်းတဲ့နော်ကောင်းတဲ့အာယုံပေါ့အနိဋ္ဌဆိုတာလူချင်းစရာမကောင်းတဲ့နှစ်သက်စရာမကောင်းတဲ့သိုးတဲ့အာယုံပေါ့အဲ့ဒီအာယုံကိုပဲဘုံဘုံတို့အပြင်အကြောင်းတရားလို့နားလည်ရစိတ်ဆင်းရဲခြင်းစိတ်ပူလောင်ခြင်းရဲ့အဓိကအကြောင်းတရားကအဲ့ဒီအပြင်ဘက်ကအကြောင်းတရားရှိရတယ်သူတစ်ခုတည်းနဲ့ဒီပျက်စီးမှုအနိဋ္ဌာယုံတစ်ခုတည်းနဲ့ ူရဲ့စိတ်ဟာဆင်းရဲသလားပင်ပန်းသလားဆိုတော့မဟုတ်သေးဘူးနောက်ထပ်အတွင်းအတွင်းကအကြောင်းတရားတစ်ခုနဲ့ပေါင်းမိမှသူကစိတ်ပူလောင်မှုပင်ပန်းမှုဆိုတာဆင်းရဲမှုဆိုတာဖြစ်တယ်ဘလို့ဆိုရင်အတွင်းအကြောင်းတရားပါလေအတွင်းအကြောင်းတရားအထင်မှားမှုအမြင်မှားမှုအတွေးမှားမှုပြောရရင်အာယုန်နေတော်မတဲ့ဒီကာလနှလုံးသွင်းမှားမှုဟုတ်လားအဲ့လိုဆိုရင်ဘုံဘုံတို့ဒါကဒေသနာလက်လွတ်နဲ့ဘုံဘုံတို့ပြောနေတာမဟုတ်ဘူးနော်အင်္ဂုတ္တပါဠိတော်ဒုက္ကနိပတ်ထေမှာမြတ်စွာဘုရား လောဘဖြစ်ခြင်းရဲ့အကြောင်းတရားနှစ်ပါးဒေါသဖြစ်ခြင်းရဲ့အကြောင်းတရားနှစ်ပါးဆိုပြီးတော့ခေါ်တာရှိတယ်။အဲ့တော့လောဘဖြစ်ခြင်းရဲ့အကြောင်းတရားနှစ်ပါးဒီရဖြစ်ရာကဖြစ်ခြင်းရဲ့အကြောင်းတရားနှစ်ပါးဆွဲမဲ့မှုနော်လူခြင်းမှုမမုန်းမှု။ဘာကြောင့်ဒီလောဘဖြစ်လာလဲ။အိဋ္ဌာယုံဆိုတဲ့အပြင်ဘက်ကအာယုံနဲ့တွေ့ခြင်းအကြောင်းတရားတစ်ခု။အာယုံနေသောမနတိကာရလို့ဆိုတဲ့ကိုယ့်ရဲ့စိတ်ထဲကနှလုံးသွင်းမှားယွင်းမှုအကြောင်းတရားတစ်ခု။အဲ့ဒီအကြောင်းတရားနှစ်ခုကြောင့်လောဘဖြစ်။ဟုတ်လား။မှတ်ထားနော်။အဲ့ဒါလိုပဲဒေါသဘာကြောင့်ဖြစ်လဲ။ အနိဋ္ဌာယုံဆိုတဲ့စိတ်တိုင်းမကြပေါ်ရာအာယုံနဲ့တွေ့ခြင်းအကြောင်းတရားတစ်ခုကိုယ့်ရဲ့စိတ်ထဲကအာယုံဤသောမနတိကာရဆိုတဲ့နှလုံးသွင်းမှားယွင်းခြင်းဆိုတဲ့အကြောင်းတရားတစ်ခုအဲ့ဒီအကြောင်းတရားနှစ်ခုပေါင်းမိလို့ဒေါသဆိုတာဖြစ်တယ်အဲ့တော့ဘုမနုစိတ်တွေပူလောင်ကြတယ်ပင်ပန်းကြတယ်စိတ်မချမ်းမသာဖြစ်ကြတယ်ဆိုတာတကယ်တမ်းကလောဘဒေါသကြောင့်ဖြစ်လာတဲ့ခံစားမှုတွေပဲအဲ့ဒါကိုနားလည်ရအောင်နော်စိတ်ဆင်းရဲပြီးငိုချင်လောက်အောင်ဖြစ်တဲ့ဘလို့ပဲဖြစ်ဖြစ်ပါလေစိတ်ရဲ့မသက်သာမှု နော်စိတ်ရပူလောင်မှုပင်ပန်းမှုရှင်းရဲမှုတွေဟာတကယ်စင်းစစ်အဲ့ဒါလောဘဒေါသကြောင့်ဖြစ်တဲ့ခံစားချက်တွေပဲလောဘဒေါသမောဟမဖြစ်ဖဲနဲ့ဒီစိတ်ကစင်းရဲလို့ကိုမရသဘောပေါက်လားအဲ့လိုရှင်အဲ့ဒီလောဘဒေါသမောဟဘာကြောင့်ဖြစ်တော့ခုပြောပြီနော်လောဘဒေါသဖြစ်တယ်ဆိုတာပြင်ဘက်ကအိဋ္ဌာယုံသို့မဟုတ်အနိဋ္ဌာယုံနဲ့တွေ့အတွင်းထဲကအာယုန်ိတောမနတိကာရအထင်မှားမှုအမြင်မှားမှုအတွေးမှားမှုအာယုန်ိတောမနတိကာရရှိမယ်ဆိုရင်အိဋ္ဌာယုံနဲ့တွေ့တဲ့အခါမှာလောဘဖြစ်မယ်အနိဋ္ဌာယုံနဲ့တွေ့တဲ့အခါမှာဒေါသဖြစ် အဲ့လို့ရှိရင်ဘုံဘုံတို့ပူလောင်ခြင်းရဲ့အကြောင်းတရားကိုတွေ့ကြပြီဒါအကြောင်းအရင်ရှားကြည့်တာနော်